ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ SGDC လို့ခေါ်တဲ့ Spring Japanese and Training Center ကဝန်ခံမယ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကဟိုဒီနှစ်ပေါ့နော်2025ခုနှစ်9လပိုင်းနဲ့ဒီ10လပိုင်းမှာဂျပန်ကျောင်းနေဘက်ကနေပြီးတော့စတင်ပြောင်းလဲပြီးတော့ကျင့်သုံးလာတဲ့ဒီ language school system အပြောင်းအလဲလေးတွေနဲ့နောက်အနာဂတ်မှာဖြစ်လာနိုင်တဲ့ဒီအပြောင်းအလဲလေးတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဖြစ်နိုင်ခြေတွေနဲ့အဲကျွန်တော်ပြင်ဆင်ရမှာလေးတွေကိုပေါ့နော်။တိတိကျကျလေးပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင်းလျှောက်ဖို့စဉ်းစားနေတဲ့ညီကိုမောင်နှမတွေကျောင်းသားကျောင်းသူတွေအကုန်လုံးဒါကျွန်တော်ထပ်တိုးပြီးတည်ထားရမယ့်ဘူးတာလေးတွေအများကြီးရရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအဆုံးအထိကြည့်လိုက်ရအောင်။ဒီဗီဒီယိုလေးထဲမှာကျွန်တော်အချက်၃ချက်နဲ့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါတော့နံပါတ်1အနေနဲ့ဒီဂျပန်ចောင်းနေဘက်ကပေါ့နော်ခေါ်တဲ့ဒီចောင်းသားခေါ်တဲ့ပုံစံနံပါတ်2ကကြတော့ចောင်းသားတွေပြင်ဆင်ထားရမယ့်အရေးချင်းတွေနဲ့နံပါတ်3ကဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲလေးတွေဆိုပြီးတော့ကျွန်တော်3ပိုင်းခွဲပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နံပါတ်1အနေနဲ့ပေါ့နော်ဒီ language school တွေရဲ့ចောင်းသားခေါ်တဲ့ပုံစံလေးပေါ့ဒါလေးကိုကျွန်တော်အရင်ဆုံးရှင်းပြခြင်းပါတယ်အဲ ကျွန်တော်တို့သိထားတာပေါ့နော်ဒီ language school တွေကပုံမှန်ဆိုရင်ဂျပန် immigration လောက်ကနေလုပ်ငန်းစဉ်တွေကို run ကြတာပေါ့နော်ဆိုတော့အခုကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ဒီ immigration လောက်ကနေပြီးတော့မှပညာရေးလက်အောက်ကိုရောက်သွားတယ်ဆိုပြီးတော့ကျွန်တော်တို့ကြားသိထားရပါတယ်ဆိုတော့အဲ့အတွက်ကိုပြောင်းလဲသွားတဲ့လုံထုံးလုံးကြီးအချက်လက်လေးတွေလည်းပေါ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော် language school တွေက အဲចောင်းသားចောင်းသူတွေတော်တော်များများទីထားတာတစ်နှစ်မှာ၄កောက်ခေါ်တယ်ဆိုပြီးទីထားရယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ចောင်းတိုင်းခေါ်တာမျိုးတော့မဟုတ်ပါဘူးအဲအများဆုံးခေါ်ကြတာကလေးလာပိုင်းမှာအဲတချို့ចောင်းနေကြတော့လဲလေးလာပိုင်းနဲ့ဆယ်လာပိုင်းဆိုပြီးတော့နှစ်ခေါက်ခေါ်တဲ့ចောင်းနေရှိတယ်အဲတချို့ကြတော့လဲလေးလာပိုင်းခုနှစ်လာပိုင်းဆယ်လာပိုင်းဆိုပြီးသုံးခေါက်ခေါ်တဲ့ចောင်းနေရှိတယ်အဲ့ထဲမှာမှကျွန်တော်တို့တချို့တချို့သောចောင်းနေလောက်ပဲတလာပိုင်းကိုပါထည့်သွင်းပြီးခေါ်ကြတယ်ပေါ့เนาะဆိုတော့ အခေါ်တဲ့ပုံစံတွေမှာလည်းကျွန်တော်တို့လိုအပ်တဲ့ intake light လိုအပ်တဲ့ level လေးတွေရှိတယ်ပေါ့ဗျာတလားပိုင်းဆိုရင်တော့ကျွန်တော်တစ်နှစ်ပဲတက်ရတော့ n3 level ဆိုပြီးတော့လိုအပ်တဲ့အာလေးလားပိုင်းနဲ့ခွန်လားပိုင်းဆိုရင်တော့ဒါနှစ်နှစ်တို့တစ်နှစ်6လားတို့တက်ရတော့ n5 level ရှိရပြီဆိုပြီးတော့ကျွန်တော်တည်ထားကြတယ်ပေါ့နော်ဆယ်လားပိုင်းဆိုရင်တော့ n4 ဒီလိုမျိုးကျွန်တော်တို့ဒါပုံမှန်တည်ထားကြတယ်ပေါ့နော်တည်ထားကြပြီမဲ့ကျွန်တော်တို့ဒီအခေါ်အများဆုံး intake ကိုပြောပါဆိုရင်တော့လေးလာပိုင်းပေါ့နော်ဆိုတော့လေးလာပိုင်းကကျွန်တော်တို့ဒီတင်နန်းစဖွင့်တဲ့ကာလလို့ပြောလဲမှန်တယ်လို့ဒါတင်နန်းစင်းကာလလို့ပြောလဲမှန်တယ်ပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့တွေသူတို့မှာ language school တွေရဲ့ workbook လို့ခေါ်တဲ့ကျွန်တော်အဲ့ workbook ရှိသလောက်ပေါ့ကျောင်းသားဝေးကိုခေါ်ကြတယ် workbook ဆိုတာဘာကိုပြောတာလဲဆိုတော့အဲသူတို့ရဲ့သူတို့ကျောင်းအကျယ်အဝန်းနဲ့ပေါ့နော်သူတို့ထည့်ထားတဲ့တင်ထောက်ကူပစ္စည်း ဒါမျိုးတွေကိုကျွန်တော်တို့အပြည့်စုံတွက်ချက်ပြီးတော့မှဒီ immigration လို့ပညာရေးဝန်ကြီးဌာနတို့ကနေပြီးတော့ចောင်းသားဥယေကိုတတ်မှတ်ပေးတာပေါ့ဒီចောင်းဆိုရင်တော့အဲလူပနေရာစာဆန့်တယ်အဲအဲ့တော့ပနေရာခေါ်ပေါ့ဒီចောင်းဆိုရင်တော့ရာခဏမဆန့်အောင်ဆယ်ခဏမဲ့ဆန့်တယ်20ပဲထဲဒါမျိုးတွေကိုတို့တတ်မှတ်ပေးကြတယ်တော့တမတ်ပြီးတဲ့အတိုင်းကိုပဲခေါ်ရတာပေါ့နော်။တော့ထားပါတော့ကြောင်းတစ်ကြောင်းကကျွန်တော်လူတရာဆန့်နေပဲထားပါတော့ပေါ့နော်။ အဲ့လူတရားမှာကကျွန်တော်မြန်မာလဲပါမယ်ဗီယက်နမ်ကမ္ဘောဒီးယားတို့အဲဖိလစ်ပင်းတို့အများကြီးပါနိုင်တယ်ဗောတေးလင်ကနီပေါ့เนาะအဲကျွန်တော်တို့ဒါတော့ကျွန်တော်ဖြည့်ဆွယ်ပြီးပြောပြတာဗောနော်အဲចောင်းတန်းကတော့နိုင်ငံတန်းကိုခေါ်တဲ့ចောင်းလေးလည်းရှိခြင်းလည်းရှိမယ်အဲတချို့ကြလည်းအဲသုံးလေးနိုင်ငံပဲခေါ်တဲ့ចောင်းလေးလည်းရှိတယ်တချို့ចောင်းလေးဆိုရင်တနိုင်ငံနဲ့တီးတန်းခေါ်တဲ့ចောင်းလေးလည်းရှိပါတယ်ဒါတော့မျိုးစုံပဲဗောနော်ဆိုတော့ထားပါတော့လူတရားခေါ်တဲ့ အဒီเจ้าမှာလူတရားဆန့်နေအဲ့တော့လူတရားခေါ်မယ်အဲ့တော့ကျွန်တော်ခွဲတန်းပြန်ချလိုက်တယ်ပေါ့မြန်မာဆိုရင်20မှာတရုတ်ဆိုရင်30အဘီယန်နန်ဆိုရင်30ဒီလိုမျိုးပေါ့ခွဲတန်းနေပြန်ချလိုက်တယ်ချလိုက်ပြီးတော့မှကျွန်တော်တို့ဒီမြန်မာ20တဲမှာမှမြန်မာပြည်မှာလက်ရှိဖွင့်ထားတဲ့ language school ပေါ့နော်ဂျပန်စာသင်တန်းเจ้าနေဒီမှာသူတို့အားเจ้าနဲ့ချိန်ထားတယ်ဆိုရင်ကဲဒီเจ้าကို၄ရောက်ဆိုပြီးတော့အန်တာမျိုးတွေပြန်ခွဲပြီးတော့ခေါ်တဲ့ပုံစံပါဆိုတော့ ကျွန်တော်တို့ဒီသူတို့ရဲ့ work group လို့ခေါ်တဲ့ဒီအထက်ကတက်မှတ်ပေးထားတဲ့လူဦးရေတန်းကိုသူတို့တွေအပြေဝခေါ်ကြတယ်ပေါ့နော်ကထားပါတော့ကျွန်တော်လေးလပိုင်းမှာလူ100ဆန့်နဲ့လူ100လုံးသူတို့ခေါ်လိုက်ပြီခေါ်လိုက်ပြီးတော့ကျွန်တော်တို့ visa ရှောက်တယ်ပေါ့နော်အဲ့မှာအခြေကျော်လက်ကျော်ဖြစ်ပြီးတော့ဒီ reject ဖြစ်သွားတဲ့လူတွေရှိတယ်အဲတချို့ကြတော့လည်းလူ100ခေါ်ပေမဲ့လည်းလူ80ကျောင်းသား80လောက်ပဲဝင်လာတာမျိုးတွေလည်းရှိတယ်ပေါ့เนาะအဲ့မှာလွတ်တဲ့နေရာတွေကိုကျွန်တော်တို့က ခုနလပိုင်းမှာထက်ခေါ်မလားဆယ်လပိုင်းမှာထက်ခေါ်မလားဆိုပြီးတော့သူတို့တွေထက်ခေါ်ကြတယ်ပေါ့တချို့လူတရာဆန့်နေလူတရာလုံးခေါ်ပြီးရဲ့အပြင်ကိုမှဒီ immigration တို့ပညာရေးဝန်ကြီးဌာနတို့ကိုစာထက်တင်ပြီးတော့ထက်တိုးចောင်းသားတောင်းတဲ့ចောင်းနေလဲရှိတယ်လို့ဒါကျွန်တော်တို့ကြားပူပါတယ်အာထက်တိုးចောင်းသားထက်တောင်းနေနောက်ထပ်အယောက်20ခေါ်ခြင်းနဲ့အယောက်50ခေါ်ခြင်းနဲ့စသဖြင့်ပေါ့နော်အဲဒါဟိုဘက်ကလည်းပြန်ချပေးတယ်ဒါဆိုရင်ကျွန်တော်တို့ခေါ်တယ်လျှောက်ကြတယ် အခုကျတော့ကျွန်တော်တို့နည်းနည်းလေးပေါ့ပုံစံလေးကကွဲသွားတာလေးတော့ရှိပါတယ်ဥပမာကျွန်တော်တို့တွေဒီနောက်ပိုင်းမှာပေါ့နော်ထတ်တိုးចောင်းသားကိုအဲအထက်ကနေပြီးတော့ခြပေးတာလည်းရှိတယ်လို့မခြပေးတာတွေလည်းရှိတယ်လို့ကျွန်တော်ကြားလာတယ်ပေါ့နော်အဲတော့ဒီလပိုင်းမှာចောင်းသားအားလုံးဟိုဝါကူရှိတဲ့လောက်အကုန်ပြုံပြီးခေါ်ပြီးသွားပြီဆိုလို့ရှိရင်ခွန်လာပိုင်းနဲ့ဆယ်လာပိုင်းမှာနေရာလို့မကြံတော့ဘူး เนาะမကြမ်းတော့ခွန်လာပိုင်းနဲ့ဆယ်လာပိုင်းကိုခေါ်တယ်လို့ကျွန်တော်ပြောထားပေမဲ့မခေါ်တော့တဲ့အကြောင်းတွေဒီနောက်ပိုင်းမှာတွေ့လာရတယ်ပေါ့เนาะအဲ့မှာနေရာလွတ်နေနေကြံတဲ့အကြောင်းတွေဟာခွန်လာပိုင်းဆယ်လာပိုင်းကိုခေါ်တယ်ဆိုပေမဲ့လည်းသူတို့တော်တော်လေးဥမာအရေးချင်းကိုကြည့်ပြီးတော့ခေါ်လာကြတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့တွေပြောမယ်ဆိုရင်တော့ quantity ကိုမကြည့်ပဲ quality ကိုကြည့်ပြီးတော့ခေါ်လာတဲ့ပုံစံမျိုးပေါ့ဗျာเนาะ quantity ကိုမကြည့်ပဲ quality ကိုကြည့်ပြီးတော့တို့တွေခေါ်လာတယ်။အဲပြီးတော့ကျွန်တော်တို့ level မြင့်တဲ့လူတွေကိုခေါ်လာတဲ့ပုံစံမျိုးတစ်ဖြည်းဖြည်းနဲ့မြင်လာရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ចောင်းသားခေါ်တဲ့ပုံစံကတစ်ဖြည်းဖြည်းနဲ့အဲကျွန်တော်နည်းလာတာကိုတွေ့ရတယ်ပေါ့နော်။အဲတချို့ဆိုရင်ဒီသမတ်လူကြီးတရားထဲမှာမြန်မာအယောက်20ပဲခေါ်မယ်ဆိုတော့20ပြီးရင်ပြိတ်လိုက်ပြီပေါ့နော်။အဲ ျွန်တော်တို့တရုတ်ကအယောက်30ခေါ်မယ်ဆိုရင်တရုတ်က10ယောက်ပဲရလိုက်တယ်ဆိုလို့ရှိရင်တို့ကတရုတ်ကိုပဲနောက်ထပ်20ထပ်ခေါ်တာမျိုးပေါ့ဒီလိုမျိုးနိုင်ငံအလိုက်တွေလည်းခွဲပြီးခေါ်ကြတော့ကျွန်တော်တို့မြန်မာဘက်ကနေပြီးတော့ចောင်းသားရေရှောက်ချင်ပေမဲ့လည်းရှောက်လို့မရတဲ့ပြဿနာလေးတွေစတွေ့လာပါတယ်ဒါကလက်ရှိမြန်မာပြည်မှာကျွန်တော်တို့9လပိုင်းနဲ့10လပိုင်းမှာတွေ့နေရတဲ့ပြဿနာလေးပေါ့နော်ဒါကတော့ကျွန်တော်ចောင်းသားခေါ်တဲ့ပုံစံလေးကိုကျွန်တော်ပြောပြတာပါ ဲ့ဒီအပြင်မှာကျွန်တော်တို့ဒီအကြောင်းအင်တာဗျူးပေါ့နော်အကြောင်းအင်တာဗျူးတွေဆိုလဲကျွန်တော်တို့ဆိုပုံမှန်6လ9လစောပြီးတော့အင်တာဗျူးလုပ်ကြတယ်ကိုက၄လပိုင်းသွားမယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်နောက်နှစ်၄လပိုင်းသွားမယ်ဆိုရင်ဒီနှစ်10လပိုင်း9လပိုင်း8လပိုင်းဒီလောက်ထဲကကျွန်တော်အင်တာဗျူးတွေကိုပြင်ဆင်နေကျွန်တော်တို့ပြီးရင်အင်တာဗျူးဖြေကြတယ်ပေါ့နော်အခုကြတော့ကျွန်တော်တို့ ပုံမှန်စောတဲ့6လ9လထက်ကမှပိုစောလာတာကိုကျွန်တော်တွေ့နေရပါတယ်။ဥပမာကျွန်တော်ဆိုရင်အဲကျွန်တော်ချိတ်ဆက်ထားတဲ့အကြောင်းလေးတွေကမှတချို့အကြောင်း3 4ကြောင်းပေါ့နော်3 4ကြောင်းဆိုရင်အခု9လပိုင်းအကုန်လုံးကဒီကြောင်းသား list ကိုတောင်းနေတာပေါ့နော်။ဆိုတော့တော်တော်လေးစောတဲ့နေသားတခုတွေ့ရပါတယ်။ဆိုတော့ကြောင်းသားတွေအနေနဲ့အာဒီလောက်ဒီကာလဒီလောက်ရောက်ရင်ဒီလိုရှောက်မယ်ဆိုပြီးတော့ တည်တည်ချာချာတွက်ချက်ထားပေမဲ့လည်းပေါ့နော်တခါလေကိုကမတိလိုက်ပဲနဲ့အင်တာဗျူးတွေပြီးသွားတာမျိုးတွေဂျုံခဲ့လို့ရှိရင်ဒါကိုသွားခြင်းနဲ့အင်တိတ်ကိုလွတ်သွားမှလည်းကျွန်တော်စိုးတယ်ပေါ့လေအဲ့အတွက်ကိုကျွန်တော်ဒီဗီဒီယိုလေးတွေကိုလုပ်ပေးရခြင်းပဲဖြစ်ပါတယ်ဆိုတော့အင်တာဗျူးလေးတွေကပိုဆောလာပါတယ်နော်ဆိုတော့အခုအားစပြီးတော့အရင်တည်ထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဘယ် level ကိုဘယ်ကာလမှာဖြေမယ်ပြီးရင်အင်တာဗျူးတန်းဝင်မယ်ဆိုတာမျိုးထက်နော်နည်းနည်းလေးစောတယ်ဆိုတာကို ကျောင်းသားအနေနဲ့တည်ထားဖို့လိုအပ်ပါလိမ့်မယ်။အဲ့တော့မြန်မြန်လေးကျွန်တော်တို့ online mat တွေကိုယူထားနိုင်မှာစိတ်ချမယ်နေသားမျိုးတွေတွေ့နေရတယ်ပေါ့နော်။အဲ့တော့ interview တွေမှာလည်းအရင်အားထက်စာပြီးတော့စာတွေမေးလာပါတယ်။အဲ့တော့သူတို့အရင်တော့ဆိုသိကျင်တဲ့အကြောင်းအရာလေးတွေကိုပဲအဓိကမေးသွားတယ်။ဆိုပေမဲ့အခုနောက်ပိုင်းမှာအဲ့ဒီသိကျင်တဲ့အကြောင်းအရာအပြင်ဟိုမှာဟီရာဂါနာကာတာကာနာခန်းကြီးနော်ပြီးလို့ရှိရင်သူတို့ပြန်မဘဟုတုတာလေးတွေပါထပ်ပြီးမေးလာမျိုးတွေ ခက်စစ်စစ်ကျွန်တော်တွေ့လာပါတယ်အဲ့တော့ကျွန်တော်တို့အင်တာဗျူးတွေကိုចောင်းသားတစ်ယောက်ကိုတည်း15မိနစ်ကနေနိုင်ဝက်လောက်အထိကိုတချို့ view တဲ့ចောင်းနေတော်တော်များများရှိလာပါတယ်အဲ့တော့စာကိုလည်းလုတ်တလို့စကားကိုလည်းရအောင်လုပ်ပါစာစကားရဖို့တော့အဓိကတိုက်ထွန်းခြင်းနေပါเนาะနောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဒီចောင်းလျှောက်ဖို့အတွက်ကိုကျွန်တော်တို့၁၀တန်းအောင်ရမယ် ပြီးရင်တက်မှတ်ထားတဲ့ intake alike ကိုမှ on limit တွေယူထားမယ်ဆိုလို့ရှိရင်အကြောင်းလျှောက်လို့ရပြီလို့တည်ထားခဲ့ကြရပါတော့เนาะဆိုတော့အခုကြတော့အကြောင်းနေဘက်ကနေပြီးတော့ကျွန်တော်တို့ interview တွေမှာဒီဘွဲရတဲ့လူကိုဦးစားပေးခေါ်ရတာမျိုးလို့ဆယ်တန်းအောင်ထားတာချင်းတွင်တော့မှအမှတ်ပေါင်းအမှတ်များတဲ့လူကိုရွေးပြီးခေါ်ရတာမျိုးတွေတွေ့လာပါတယ်အဲတော့ပြီးတော့တချို့ကြတော့လဲကျွန်တော်တို့အသက်အရန်ကြီးမခေါ်တာတို့အသက်အရန်ငယ်မခေါ်တာတို့ စသဖြင့်ပေါ့နော်ကျွန်တော်တို့မျိုးစုံတစ်ချောင်းနဲ့တစ်ချောင်းမတူပဲအပြောင်းလဲတွေတော်တော်များများပြောင်းလဲလာတာကိုကျွန်တော်တွေ့လာရပါတယ်နော်ဆိုတော့လူကြီးထက်ကိုတို့ကပညာရည်ချင်းကိုအဓိကထားပြီးတော့ခေါ်လာနေတယ်လို့ဒါကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့စာစကားတော်တော်လေးကိုလိုအပ်လာပါပြီဆိုတော့ဒါတွေကကျွန်တော်2025ဇူလိုင်နဲ့ဒီအော်တိုဘိုင်ဒိတ်တွေမှာတို့ဘက်ကနေစပြီးတော့ပြောင်းလဲလာတဲ့ ချက်အလက်လေးတွေပေါ့နော်ဆိုတော့အော်နောက်တစ်ခုကကျွန်တော်တို့ဒီ10တန်းတို့12တန်းတို့မအောင်မအောင်သေးလို့ရှင်လေဒီ international ဆောင်ပွဲတွေဖြစ်တဲ့ကျွန်တော် GED လို့ဆောင်ပွဲမျိုးတွေအောင်ထားရင်လည်းကြောင်းလျှောက်လို့ရပါတယ်เนาะဆိုတော့ဒီ GED အကြောင်း GED ကိုကျောင်းတန်းရလက်ခံပေးတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ Tokyo ကျောင်းတော်တော်များများလက်ခံပေးတယ်အဲ네ကျောင်းတွေကတော့တိတ်ပြီးခေါ်တာမတွေ့သေးဘူးပေါ့เนาะโอเคဆိုတော့ဒီပြောင်းလဲလာတဲ့အချက်လက်တွေကိုကျောင်းသားအနေနဲ့ တည်ထားတတ်ပါတယ်ကျွန်တော်အထင်နောက်နှစ်လေးလပိုင်းလဲဒီချက်လက်တွေကအကျုံးဝင်မယ်လို့ကျွန်တော်ထင်နေပါတယ်နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့နံပါတ်1ပေါ့နော်အကြောင်းသားတွေပြင်ဆင်ထားရမယ်ပညာရည်ချင်းတွေပေါ့ဆိုတော့ interview တွေကရန်ဆောလာတယ်နော်ဒီဆောလာတဲ့အတွက်ကိုကျွန်တော် intake လိုက်သတ်မှတ်ထားတဲ့ online mat တွေလည်းမြန်မြန်ဆန်ဆန်လေးလိုလာတယ်ပေါ့ဒီနော်ပြီးတော့စာစကားတွေရမှလည်းကျွန်တော် interview အောင်ဖို့ကများလာတယ် ီးတော့ကျန်တဲ့အသက်အရွယ်ကန့်သက်တာတွေလည်းရှိလာတော့တာចောင်းသားရဲ့ဘက်ပြင်ဆင်ရမှာတွေကတော်တော်လေးကိုများသွားတယ်ပေါ့နော်ဆိုတော့ចောင်းသားရဲ့အနေနဲ့ကျွန်တော်ကိုဒီချက်လက်လေးပြင်ဆင်ပေးထားဖို့လိုပါတယ်ចောင်းလျှောက်မယ်ဆိုရင်ဒီချက်လက်လေးပြင်ဆင်တာပါနံပါတ်1ကတော့ကျွန်တော်တို့10တန်းအောင်ရမယ်ပေါ့နော်စတဲ့မဟုတ်လေစနတန်းအောင်လေရတယ်နောက်တစ်ခုက GD လို့စာမွေးမျိုးတွေအောင်ရင်လည်းရပါတယ်เนาะဆိုတော့ဒါစတဲ့အောင်ရမယ်ပြီးနံပါတ်2ကတော့အသက်16နှစ်ပြည့်ဖို့လိုပါတယ်ဆိုတော့ဒီဟာဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့ ဒီရှေ့တုတ်ဆယ်လာပိုင်းတုတ်မှာကျွန်တော်ကြုံခဲ့ရတယ်ပေါ့နော်အဲစာရန်တော်တဲ့ N3 တွေအောင်းထားတယ်ဆိုပေမဲ့အသက်16နှစ်မပြည့်သေးတဲ့အတွက်အကြောင်းအမခေါ်ပါဘူးဆိုတော့အကြောင်းလဲဆိုတော့ဒီ16နှစ်မပြည့်ရင်ဂျပန်မှာဒီပတ်တိုင်းအလုပ်တွေပေါ့နော်အချိန်ပိုင်းအလုပ်တွေကိုလုပ်ခွင့်မရှိဘူးဆိုတော့ reason နဲ့အဲအကြောင်းလားတွေကိုနောက် intake ရွှေ့ဖို့တောင်းဆိုကြရတယ်ဒါကျွန်တော်ကြုံခဲ့ရတယ်ပေါ့နော်ဆိုတော့16နှစ်ပြည့်ရပါမယ် ြီးရင်ကျွန်တော်2026လေးလပိုင်းအတွက်ဆိုရင်ကျွန်တော်အနည်းဆုံး and 5ကို online ရရှိထားဖို့လိုပါတယ်ဒီမှာကျွန်တော်အထူးသတိပေးပြီးပြောချင်တာကအဲ level နှစ်ခုကိုပေါင်းပြီးဖြည့်ဆိုတာမျိုးတွေမလုပ်ပါနဲ့ပြောချင်တဲ့ debate ကတော့ and 5ပြီးရင် and 5 summary ကိုဖြည့်ပါ and 4ပြီးရင် and 4 summary ကိုဖြည့်ပါအဲ summary တွေကို ဖြည့်ထားပြီးတော့လက်မှတ်တစ်ခုချင်းစီကိုကင်ထားတာကကိုယ်အတွက် safe ဖြစ်ပါလိမ့်မယ်နော်ဆိုတော့အဲ့ဒီစာမေးပွဲတွေမှာလည်းကျွန်တော်ကျွန်တော်တို့ဒီမြန်မာပြည်မှာဆိုရင်အဲဂျပန်ဘက်ကချမှတ်ထားတာစာမေးပွဲ10ခုရှိတယ်ပေါ့လေနော်မြန်မာပြည်အနေနဲ့က9ခုလောက်ဖြည့်လို့ရပါတယ်အဲ့ဒီထဲမှာအားလုံးသိထားတာတော့ JPT စာမေးပွဲပေါ့နော်အဲ JPT စာမေးပွဲကြတော့ကျွန်တော်တို့အချိန်ပေးနိုင်ပြီးတော့စောင့်နိုင်တဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုရင်တော့အဆင်ပြေပါတယ် ဖြေလို့ရတယ်ပေါ့နော်ကျွန်တော် rush ဖြစ်နေတဲ့အခုမှစလေးလာမဲ့အဲအခုမှစလေးလာပြီးနောက်နေ့လေးလာပိုင်းရှောက်ချင်တဲ့ဒီလိုចောင်းသားမျိုးတွေဆိုရင်တော့ JBT လိုဆံမွဲကိုစောင့်မနေတဲ့မူကျွန်တော်တို့ဒီ net test ဆံမွဲကိုဖြစ်တင်ပါတယ်နော် net test ဆံမွဲကိုဖြစ်တင်တဲ့သူကကြတော့စုံကဏ္ဍလာတွေမှာဖြေလို့ရတယ်ပေါ့နော်နှစ်လတစ်ခါဖြေလို့ရတယ်အဲ result လေးမြင်မြန်ထွက်ပါတယ်အဲအဲ့လိုမှမဟုတ်ပဲね net test မဖြေချင်ဘူးဆိုလဲကျွန်တော် J test လို့ top J လို့လိုဆံမွဲတွေလည်းဖြေလို့ရပါတယ် အဲသူတို့ကြတော့မာကနန်းလာတွေမှာဖြစ်ရတယ်ပေါ့နော်ဆိုတော့ဒီဆာမွေးတွေက present မြန်မြန်ထွက်ပါတယ်ဆိုတော့အဆင်ပြေတယ်ပေါ့ဗျာနော်ဟာဆာမွေးတွေကိုတစ်ခုပြီးတစ်ခု level တစ်ခုဖြည့်တင်ပြီးတိုင်းဆာမွေးတစ်ခုကိုဖြည့်ထားပါနော်အောင်လက်မှတ်တွေကိုဖြစ်နိုင်လို့ရှိရင်တော့ level မြင့်မြင့်ခြင်ထားလေး interview အောင်ပြီးတော့ကျွန်တော်တို့ចောင်းကောင်းကောင်းတွေကိုရနိုင်ချင်များပါတယ်နော်ဆိုတော့ level မြင့်မြင့်ဖြစ်အောင်စာလေးကိုဒီဇိုင်းမမတ်လေ့လာပါတင်ယူပါနော်โอเคနောက်တစ်ခုကနံပါတ်4ပေါ့နော်ကျွန်တော်အောင်လက်မှတ်ရာယုံအပြင်ကိုမှဂျပန်စကားပြောတွေကိုလည်းပိုင်နိုင်အောင်ပေါ့နော်ပြောနိုင်အောင်လေ့လာထားဖို့လိုအပ်ပါတယ်ဆိုတော့အောင်လက်မှတ်ရှိပြီးစကားမပြောနိုင်တဲ့လူတွေလည်းအများကြီးပါဆိုတော့ကျွန်တော်စကားပြောနိုင်မှလည်းအင်တာဗျူးတွေအောင်လို့ရခိုင်တော့များမယ်เนาะပြီးဂျပန်နိုင်ငံရောက်ရင်လည်းအဆင်ပြေမယ်အဲ လုပ်ငန်းခွင်အချိန်ပိုင်းလုပ်ငန်းတွေလုပ်ပြီးတော့ကျွန်တော်တစ်ဖက်တစ်လမ်းလည်းပတ်စံနေကာမိမယ်ပေါ့နော်ဆိုတော့အွန်လိုင်းမှာရတာရတာပဲပေါ့နော်အွန်လိုင်းမှာရတဲ့ပြင်မှာစကားပြောလဲပြောနိုင်အောင်လို့လေ့ကျင့်ထားတင်ပါတယ်နော်ပြီးရင် passport PV ခြင်ထားပါမယ် PV ရှိရင်တော့ဒါချေချုံမှုမှုပဲလုပ်ငန်းစဉ်အဆင်ပြေတယ်ပေါ့နော်အကယ်၍များ PG ခြင်ထားတယ်ဆိုရင်လည်းကျွန်တော်တို့ပြန်ပြောင်းလို့ရပါတယ် PE ကိုပြောင်းပြီးတော့မှကျွန်တော်ဂျပန်နိုင်ငံကိုအကြောင်းသွားတက်လို့ရပါတယ် ုပ်ငန်းစဉ်တွေတော့နည်းနည်းတော့ပုံများသွားတာပေါ့လေနော်။ Okay ဒါကတော့ကျွန်တော်ကျောင်းသားရေးပြင်ဆင်ထားမယ်ပညာရေးချင်းတွေပါနော်။ဒါလေးတွေကိုတေချာလေးပြင်ဆင်ထားပါ။ Interview တွေကမကြတော့ပါဘူးလာတော့မှာပါနော်။နောက်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်ဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲတွေပေါ့နော်။ဒီဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲကဘာလို့ဆိုလို့ကျင်တာလဲဆိုတော့ကျွန်တော်တို့ဂျပန်ဘက်ကနေပြီးတော့အခုကျောင်းသားတွေကိုတည်တည်ချာချာကိုစီစစ်ပြီးတော့ရွေးချယ်လာရပေါ့လေနော်။ ဒီအဲ့လိုမျိုးရွေးချယ်လိုက်လို့လေဒီ2025ရဲ့9လပိုင်းနဲ့10လပိုင်းမှာကျွန်တော်တို့ဒီ interview တွေမဖြေလိုက်ရပဲမအောင်ပဲနဲ့ intake ရွှေ့လိုက်ရတဲ့ចောင်းသားចောင်းသူများတယ်လို့ကျွန်တော်လည်းကြားပါတယ်အဲကျွန်တော်ចောင်းလည်းအပါအဝင်ပေါ့เนาะဆိုတော့ဒီចောင်းသားတွေအကုန်လုံးကနောက်နှစ်2026လေးလပိုင်း intake ကို target ထားပြီးတော့စောင့်နေကြတာပါအဲသူတို့မှလည်းလက်မှတ်တွေလည်းစုံနေပြီကျွန်တော်တို့ ready ဖြစ်နေပြီပေါ့ဗျာเนาะသူတို့တွေကလေးလပိုင်းကို target ထားပြီးစောင့်နေတယ်အဲအဲ့ဒီပြင်မှာအရင်တည်းကလည်းလေးလပိုင်းကိုရှောက်ချင်လို့လေးလပိုင်းစောင့်နေတဲ့လူတွေလည်းရှိတယ်အဲအခုမှအကြောင်းစတက်ပြီးဂျပန်စာစလေးလာပြီးလေးလပိုင်းကိုထွက်ချင်တဲ့လူတွေလည်းရှိတော့ကျွန်တော်နောက်နှစ်2026လေးလပိုင်းမှာအကြောင်းသားအရန်နေပြုံနေမယ်လို့ဒါကျွန်တော်တော့ခံမင်းနေပေါ့เนาะအကြောင်းသားအရန်များနိုင်တယ်ဆိုတော့အဲ့လိုများနိုင်တဲ့အတွက်ဂျပန်တွေဘက်ကလည်းเนาะ ဂျပန်ကျောင်းတွေဘက်ကလည်းပြောရမယ်ဆိုရင်တော့ပညာရေးချင်းကိုကြည့်ပြီးတော့တေးချာရွေးချယ်ပြီးတော့ခေါ်ယူနိုင်တဲ့အနေအထားတွေဖြစ်နေတာပေါ့နော်ဆိုတော့ level ကိုမြင့်နိုင်ရမြမြင့်အောင်ကျွန်တော်တို့မြင်တာပါ certificate တွေကိုလက်ဝဲရရှိအောင်ယူထားပါအဲ့လိုဆိုရင်တော့ကျွန်တော်တို့ကျောင်းကောင်းနေရနိုင်ပါလိမ့်မယ်လေးလပိုင်းတွေကတော့ M5 ပဲလိုရဲဆိုပေမဲ့ခုနပြောသလိုကျောင်းသားအများကြီးနေတဲ့အတွက် level များတာတွေကိုလည်းရွေးခေါ်သွားနိုင်တယ်လို့အဲမျိုးစုံဖြစ်နိုင်တယ်ပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့ level မြင့်မြင့်ခြင်ထားပြီးတော့အကြောင်းကောင်းတွေရဖို့နော်စာစကားလေးတွေကိုလေ့လာထားဖို့လိုအပ်ပါမယ်ကျောင်းသားတွေအရင်များတဲ့အတွက်လေပေါ့နော်ကျွန်တော်နောက်နှစ်လေးလပိုင်းအတွက်ကိုအင်တာဗျူးတွေမှာ မမီလိုက်တာတို့မအောင်လိုက်ပဲနဲ့အင်တိတ်ထွှေရနိုင်တဲ့ကျောင်းသားတွေလည်းများနိုင်တယ်လို့ကျွန်တော်ကတော့ခံမှန်းနေပါပြီနော်ဒါတွေကတော့ကျွန်တော်တို့အခုချိန်အားစပြီးတော့ပြောင်းလဲလာမဲ့ဒီပုံစံလေးနဲ့ဒီလိုအပ်တဲ့ပညာအရေးချင်းတွေကိုပဲဖြစ်ပါတယ်ဆိုတော့ဒါလေးတွေအားလုံးကိုကျိုးရင်ပြင်ဆင်ပါအားလုံးပဲအခက်အခဲမရှိဂျပန်ကိုချွတ်ချွတ်မွေ့မွေ့ပဲရောက်နိုင်ပါစေ ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါတယ်သိကျင်တာရှိရင် comment မှတ်ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ရှိပါတယ်